ဆောင်းရသည့်ဦးရဲ့လေးနုအေးလေးဟာတစ်တောတစ်ခုလုံးကိုလှုပ်ခတ်လာပါတယ်။ရွှေအိုးလို့ခေါ်တဲ့ယုံဖြူလေးဟာမြေကြီးပေါ်မှာရှိတဲ့တစ်ရွက်လေးကိုစူးစမ်းကြည့်နေပါတယ်။သူ့ရဲ့အိမ်ဖြစ်တဲ့တစ်ပင်ကြီးရဲ့အောက်ထိုင်နေတုန်းမှာသူ့ရဲ့အောက်တစ်မြင့်များကြားကနေပန်းရောင်မီးခိုးငွေတွေထွက်လာတာကိုမြင်တွေ့လိုက်တယ်။ရွှေအိုးလေးဟာဘာများဖြစ်မလဲဆိုပြီးလိုက်ကြည့်ခဲ့တယ်။အဲ့လိုလိုက်ကြည့်နေရင်တစ်ပင်ကြီးအောက်က ်မြို့ဝက်လိုင်ကောင်းကြီးတဲကိုရောက်ရှိသွားတယ်ကျောက်စိတ်အနေငယ်ဝင်ပေမဲ့စူးစမ်းကျင်စိတ်ကြောင့်သူဟာဆက်လျှောက်သွားတယ်လမ်းကြောင်းကိုလှည့်ပတ်ကြည့်နေရင်တနည်းအားအရောက်မှာတော့ ဓနမပန်းလေးတပွင့်ကိုတွေးလိုက်တဲ့ပန်းလေးဟာသူ့ကိုကဲတင်ပေးပါလို့တန်စုလေးနဲ့ဆုံကြီးပြတယ်။ယုံလေးကဘလို့ကဲတင်ရမလဲမသိဖြစ်နေတယ်။အဲ့လိုနဲ့အကြံရသွားပြီးမြမေးလို့ခေါ်တဲ့ဇီးကွက်ကြီးကိုသွားမေးလိုက်တယ်။ပညာရှိဇီးကွက်ကြီးကတခပန်းကမော်အီနဲ့ဆိုကဲတင်နိုင်မယ်လို့ရွှေအိုးလေးကိုအိုးလေးပြလိုက်တယ်။၆ကန်းပါးနာကတခပင်မှာရနိုင်ကြောင်းလဲပြောပြလိုက်တယ်။အဲ့လိုနဲ့ရွှေအိုးလေးဟာသူတော်လို့ခေါ်တဲ့မြေခွေးဖြူလေးကိုခေါ်ပြီးခီးထွက်ခဲ့ကြတယ်။ ရွှေအိုးလေးနဲ့သူတော်လေးတို့ဟာတော်လန့်လေးအတိုင်းရှောက်လာခဲ့ကြတယ်ခဏနေမှာတော့၆ကန်းပါးနာကိုရောက်ရှိလာခဲ့တယ်၆ကန်းထိပ်အစွန်မှာတော့တက်ခွပန်းလေးကိုတွေလိုက်ကြတယ်တက်ခွပန်းနဲ့အတူ မော်ရီအိုးလေးကိုလည်းရလိုက်တယ်အဲ့လိုနဲ့ပြန်လာကြပြီးရွှေအိုးလေးဟာမော်ရီတွေကိုပန်းလေးတွေပေါ်ဖြန်းပေးလိုက်တယ်တတော်တစ်ခုလုံးကစိမ့်လန်းလာပသွားတယ်ရွှေအိုးလေးတိလိုက်တာကတော့စူးစမ်းခြင်းနဲ့မိတ်ဆွေရှိခြင်းကအောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတာပဲဖြစ်တယ်